ဒီလင်္ကာနိုင်ငံနံပေါင်းနှစ်ပေါင်းများစွာအတွင်းဆိုးဝါးဆုံးတဘာဝဘေးအန္တရာယ်တစ်ခုကိုရင်ဆိုင်နေရပါတယ်။ဆိုင်ကလုန်းဒစ်တိုလို့အမည်ပေးထားတဲ့ဆိုင်ကလုန်းမုန်တိုင်းတစ်ခုကနိုင်ငံကိုတိုက်ခိုက်ခဲ့ပါတယ်။ရေကြီးရေရှမ်းမှုကရက်ွက်တွေတစ်ခုလုံးနှိမ့်မြှုပ်သွားစေခဲ့ပါတယ်။မြေပြိုမှုတွေကရွာတွေကိုဖျက်ဆီးပစ်ခဲ့ပါတယ်။လူ၄၀၀ကျော်တေဆုံးခဲ့ရတယ်။လူရချီအမိုးထပ်ပေါ်တွေမှာပိတ်မိနေကြဆဲဖြစ်တယ်။ ်သူရဲ့လင်္ကာနိုင်ငံကအကူအညီလိုအပ်နေပါတယ်ရည်တကြီးလိုအပ်နေခြင်းဖြစ်တယ်ဒီလိုအချိန်မျိုးမှာနိုင်ငံတစ်ခုဟာအင်းနီချင်းနိုင်ငံတွေကိုမိခိုရပါတယ်နိုင်ငံတွေစုစည်းပြီးကယ်ဆယ်ရေးနဲ့အကူအညီတွေပေးတင်တယ်နိုင်ငံများစွာကအတိအကျအဲ့ဒီလိုလုပ်ခဲ့ကြပါတယ်အိန္ဒိယကပရဒန်ပရောဆုံးတုတ်ပြန်ခဲ့ပါတယ်။အိန္ဒိယကအကူအညီပစ္စည်းတွေနဲ့ကယ်ဆယ်ရေးအဖွဲ့တွေဒီလင်္ကာကိုဈေးလွတ်ခဲ့ပါတယ်။နေပေါ်ကဒေါ်လာ2သိန်းအကူအညီပေးခဲ့ပါတယ်။ဘင်္ဂလားဒေ့ရှ်ကလည်း ကယ်ဆယ်ရေးပစ္စည်းတွေပို့ဆောင်နေပါတယ်။နောက်တစ်ခုကပါကစ္စတန်ဖြစ်တယ်။ပါကစ္စတန်ကလည်းတူလင်ဂါကိုအကူအညီပေးခဲ့ပါတယ်။သူတို့ရန်ကုန်မြို့မှာရှိတဲ့ပါကစ္စတန်တန်ယုံကျုပ် High Commission ကပေးနေတဲ့အကူအညီတပ်ပေါ်တွေရိုက်ခဲ့ပါတယ်။အဲ့ဒီတပ်ပေါ်တွေကိုနှလုံးသားနဲ့အလံတွေထည့်ပြီး online မှာတင်ခဲ့ပါတယ်။စာရကအမြင်နဲ့အတူရှိနေမယ်လို့យေသားထားပါတယ်။ဒါပေမဲ့မတင်မတဲ့အဖြစ်အပျက်တစ်ခုကဖြစ်လာခဲ့ပါတယ်။ internet ပေါ်ကလူတွေကတပ်ပေါ်တွေကိုချက်ချင်း ခဲ့ကြပါတယ်အဲ့ဒီလုံးမှာ Aspire 2024လို့ရေးထားတာတွေ့လိုက်ရပါတယ် Aspire ဆိုတာတက်တန်းကုန်စုံရက်ကိုဆိုလိုခြင်းဖြစ်တယ်2024ဆိုတာပြီးခဲ့တဲ့နှစ်ကဖြစ်တယ်ဒါဆိုရင်အဲ့ဒီအကူအညီအဲ့တွေဟာပြီးခဲ့တဲ့နှစ်ကလေးကတက်တန်းကုန်စုံနေပြီဖြစ်တယ်လူတွေမိကုန်းထုတ်လာကြပါတယ်ပါကစ္စတန်ကတကယ်ပဲတက်တန်းကုန်နေတဲ့အကူအညီကိုတီးလင်ကကိုပို့ခဲ့တာလားအင်တာနက်ကအပြည့်လှုပ်ချင်နေပါတယ်ဒီမှာပါကစ္စတန်ကိုအရန်အပြည့်တင်ချင်စိတ်မရှိပါဘူး သူတို့စီဝါရေးပျက်စီးနေတယ်လို့စစ်တပ်ဗိုလ်ချုပ်ကအာဏာပိုယူနေတယ်လို့ဘန်နက်ခုနှစ်ဖြစ်နေလဲဆိုတာဆုတ်ထွေးနေတော့မဲ့ဖြစ်နေပါတယ်။သူတို့အတွေ့အထက်မှာအခုအချိန်ကို2000ခုနှစ်အစောပိုင်းလို့ထင်နေတော့ဖြစ်နေတယ်။ဒါပေမဲ့အင်တာနက်ကဒီအမားကိုလွတ်လွတ်မခဲ့ပါဘူး။လူတွေအွန်လိုင်းမှာပါကစ္စတန်ကိုဝေဖန်လာကြပါတယ်။အစ္စလာမဘတ်ကဘာမှမပြောပါဘူး။တီလင်္ကာကလည်းဘာမှမပြောပါဘူး။ ဒါပေမဲ့ပါကစ္စတန်တရုတ်ကျုပ်ကတခြားအရာတခုလုပ်ခဲ့ပါတယ်ပို့စ်ကိုဖျက်ပစ်ခဲ့တယ်လူတွေဆွနေနေတဲ့ပို့စ်အတိတ်ကိုဖျက်ဖျက်စီးပစ်ခဲ့ပါတယ်ရှင်းရှင်းလင်းလင်းရှင်းပြမဲ့အစားရိုးရိုးရှင်းရှင်းဖျက်ပစ်လိုက်ပါတယ်နောက်တော့အပြစ်လွှဲဖို့စူးစမ်းတယ်အိန္ဒိယကိုဝေဖန်ချက်တွေဥတီခဲ့ပါတယ်အိန္ဒိယကသူတို့အကူအညီလေးရင်လေးရင်ကိုပိတ်ဆို့နေတယ်လို့ပြောပါတယ်ကန်နဝင်းဦးနိုပြောင်းပြန်ကားလို့ပြောသွားပါတယ်ဖြစ်သွားပါတယ်ဒါပါကစ္စတန်ကို ပြင်တင်တိုင်းအိန္ဒိယကိုလက်လက်ညှိုးထိုးနေပါတယ်။ပါကစ္စတန်နိုင်ငံရဲ့ဝန်ကြီးဌာနကအိန္ဒိယကပြုခွင့်ပြုချက်နောက်နေနေစေတယ်လို့ပြောပါတယ်။ဘာခွင့်ပြုချက်လဲ။ပါကစ္စတန်အကူအညီလေရင်ကအိန္ဒိယလေပိုင်းနက်ကိုဖျက်ချော်ခွင့်ပြုချက်ပဲဖြစ်ပါတယ်။ဒီနောက်နေမှုကသူတို့ကယ်ဆယ်ရေးမစ်ရှင်ကိုနှေးကွေးစေတယ်လို့ပြောပါတယ်။ဒါကအစ္စလာမဘတ်ရဲ့ version ဖြစ်တယ်။ဒါပေမဲ့အိန္ဒိယကချက်ချင်းညှင်းပယ်ခဲ့ပါတယ်။အိန္ဒိယနိုင်ငံရဲ့ဝန်ကြီးဌာနကတကယ်အချက်လက်တွေကိုအများရှိမှထုတ်ပြခဲ့ပါတယ်။ လူငယ်တွေပြောသလိုပေါချချပြခဲ့တယ်။ပါကစ္စတန်ကနေ့လယ်တနင်္လာမှာလေကြောင်းဖြတ်ကျော်ခွင့်တောင်းခဲ့တယ်။အိန္ဒိယကညနေ9:00ခွဲမှာခွင့်ပြုခဲ့ပါတယ်။တစ်ခုလုံးနိုင်ရီ9ခုမပြည့်ပါဘူး။9နိုင်ရီမပြည့်ဘူး။တတမန်လေရင်တွေအတွက်ရမ်းမြန်ပါတယ်။အိန္ဒိယကပါကစ္စတန်မီဒီယာသတင်းတွေဟာအခြေခံမရှိလမ်းလွဲစေတဲ့အတူရောင်းလို့ပြောပါတယ်။ပါကစ္စတန်ကအိန္ဒိယကိုအပြစ်တင်နေချိန်မှာ အိန္ဒိယကဒီလင်္ကာကိုကူညီနေခဲ့ပါတယ်အိန္ဒိယကစစ်စင်ရေးစကာဘန်ဒိုကိုစတင်ခဲ့ပါတယ်အကူအညီပစ္စည်းတန်း53တန်းကိုဒီလင်္ကာကိုပို့ခဲ့တယ်အဲ INS ဝိကရံကရဟရင်တွေကဲဆယ်ကြီးအတွက်ဇီလိုခဲ့တယ် INS စုကန်ရာကထီကိုမာလီလေစိတ်ကမ်းမှာအကူအညီပစ္စည်းတွေထပ်ပို့ခဲ့ပါတယ်ချီတိုနဲ့ MI 17ရဟရင်တွေကပေမင်းနေသူတွေကိုကဲထုတ်ခဲ့ပါတယ် NDRF အဖွဲ့တွေကိုလည်းရှာဖွေကယ်ဆယ်ရေးအတွက်ဈေးလုခဲ့ပါတယ် NDRF ဆိုတာမျိုးသား BND ရဲ့ကယ်ဆယ်ရေးတပ်ဖွဲ့ဖြစ်ပါတယ်ကဲထုတ်ခဲ့တဲ့လူတွေထဲမှာအိန္ဒိယလူမျိုး၊ဂျီငါလူမျိုး၊ဂျာမန်၊ Slovenia တောင်အာဖရိကလူမျိုးတွေပါဝင်ပါတယ်အိန္ဒိယကဆွဆွဲချက်တွေမဟုတ်ဘဲလက်တွေ့လှုပ်ဆောင်မှုကိုအားလုံးစိုက်ခဲ့ပါတယ်။ဒါကပါကစ္စတန်ရဲ့ညှဉ်းညွတ်ချက်ကိုပိုပြီးဆက်စပ်ဖြစ်စေခဲ့တဲ့ ဒါဆိုပါကစ္စတန်ကတကယ်ပဲတက်တန်းကုန်နေတဲ့အကူအညီပေးခဲ့တာလားရူးရူးသားသားဖြေရမယ်ဆိုရင်တော့အဲ့လိုပဲထင်ပါတယ်တပ်ဖို့ထက်မှ Inspire 2024ဆိုတာရှင်းရှင်းလင်းလင်းတွေ့ရပါတယ်တစိရေးမာတာဖြစ်နိုင်တယ်ပစ္စည်းတစ်မျိုးတက်ကိုပဲတက်ဆိုင်တာဖြစ်နိုင်တယ်အိတ်တွေကိုစစ်စစ်ဖို့တရားရောက်ကမိသွားတာဖြစ်နိုင်တယ်ဒါမှမဟုတ်အတိအကျအတိုင်းပဲဖြစ်နေတာလည်းဖြစ်နိုင်တယ်ဒါကြောင့်ဒီဖြစ်ရတစ်ခုလုံးအရန်နာကျင်စီချက်ရချင်းဖြစ်ပါတယ်ပြဿနာက အကူအညီပြည့်စည်ကိုတိုင်းမဟုတ်ဘူးပြဿနာက ဖြည့်ဆည်းလိုက်တဲ့ post ဖြစ်တယ်ပြဿနာကအပြစ်လွှဲချတာဖြစ်တယ်ပြဿနာကအိန္ဒိယကိုလက်ညှိုးထိုးတာဖြစ်တယ်ပါကစ္စတန်ကတဘောဘဘေးအန္တရာယ်ကာလမှာတော့လူလူလုံအငင်းပွားမှုတစ်ခုဖန်တီးနိုင်ကြောင်းပြတ်တက်ခဲ့ပါတယ်